အလုလက်မဲ့ပျော်ရွှင်ခြင်းငါလက်ဖဲ့ရင်ငါတော့ငါထမင်းငါစားငါအချိန်ငါဖြုံးစမ်းချောင်းလေးကို ငုံကြည့်ကစဉ်းစားတောင်တန်းကြီးကို မော့ကြည့်ပြီးတော့လဲတွေးလွတ်လပ်လိုက်တာငြိမ်းချမ်းလိုက်တာတာအိုဝါဒီတူဦးဤတန်းချင်းဖြစ်ပါတယ် လွတ်လပ်မှုကို သူ့သဘောနဲ့သူ ရှာဖွေ တွေ့ရှိခြင်းဖြစ်ပါတယ်။အလုံးလက်မဲ့အချိန်ဆိုဒီမှာအလုံးမရှိခြင်းဟု မဆိုလိုပါ။အလုံးမလုတ်ဖဲအနားယူနေသော အချိန်တစ်ချိန်ကို ဆိုလိုပါတယ်။ဘဝဤတူတောင်းသော ကာလများထဲမှပျော်ရွှင်ခြင်းလေးတစ်ချိန်ကိုခိုးယူထားတဲ့အချိန်ကာလတူလေးတစ်ခုကို ဆိုလိုခြင်းဖြစ်ပါတယ်။အနားယူနေသောအချိန်တစ်ချိန်ဆိုဒီမှာလွတ်လပ်ခြင်း ငိမ့်ချမ်းချင်းအပြည့်ရှိနေရင်လိုအပ်ပါတယ်။ထိုင်မဲနေနေထပဲတော်တော်အမိတ်တွေစိုးမိုးမှုတွေအနှောင်အဖွဲတွေကင်းနိုင်သမျှကင်းနေရန်လိုအပ်ပါတယ်။ကိုတူးတွေကကြိုက်တယ်လို့စီမံနိုင်သော အချိန်တစ်ချိန်ကိုပိုင်အချိန်လူတိုင်းမှာရှိနေရန်လိုအပ်ပါတယ်။ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်စားဆက်ရာ တတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာချက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။